အားလုံးပဲမင်္ဂလာပါဥပါကျော်ဒူရီ YouTube Channel တွေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေရောအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသေးကိုကိုမားတွေရောအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube Channel တွေကနေပြီးတော့ဥစွာဘရမဆုမကောင်လေးတောင်းပြီးလိုက်ပါတယ်ဗျာเนาะ ကဲအားလုံးပဲကျွန်တော်တို့ဒီနေကင်း like လေးကတော့တက်တက်ဖို့ပေါ့နော် line လေးတွေကတိတ်မကောင်းတဲ့အခါကျတော့ကျွန်တော်လည်းဒါဖုံးလေးတွေလာတာနဲ့ဆိုလို့ရှိရင်တိတ်ပြီးတော့အဆင်မပြေမှာဆိုလို့ကျွန်တော် live show video လေးပဲတင်ပြလိုက်ပါတယ်အဲ့တော့အကြောင်းအားလုံးပဲကျွန်တော်ကိုနော်အာမေးနေကြတဲ့ကိုကိုမာတွေရှိတယ်ကျွန်တော်ရဲ့ပတ်တီးပေါ့နော်ဇာတို့ပတ်တီးထွက်လို့လားထွက်လေထွက်ရလားပေါ့နော်ဇာတို့ပတ်တီးဒီတစ်ပတ်မှာကျွန်တော်တို့ဇာတို့နှစ်ချိန်ထွက်ပါတယ်နော်ဒါလေးကိုကျွန်တော်ရှင်းပြထားပါတယ် အခုကျွန်တော်တို့လက်ဆောင်စာတို့ပတ်သီးလေးတွေကတော့လက်ဆောင်နေ့တိုင်းပတ်သီးလေးတွေကတော့မထွက်ဘူးပေါ့နော်ဒီညနေမှာထပ်ပြီးတော့ကျွန်တော်စူးစမ်းပိုင်ဝင်ရှိတယ်အဲ့တော့အားလုံးပဲအခု live show video ဖိုင်လေးကိုကြည့်နေကြတဲ့ကိုကိုမားတွေအားလုံးပဲ20ရက်6လ2020နဲ့ငါတောက်ကြလေးညနေ4နာရီဝယ်စီအတွက်ကိုကျွန်တော်တို့ main အဓိက main လေးကွက် main ဘိုင်ပတ်သီးတစ်လုံးနဲ့ခစားပါမယ်အဲ့တော့ တောက်ကြနေမှာထိုးရင်းနေပြီးအမြန်များအောင်လို့ကျွန်တော်အကောင်းဆုံးတတ်နိုင်သလောက်အကောင်းဆုံးစူးစမ်းပေးထားပါတယ်အဲ့တော့အားလုံးပဲတောက်ကြနေမနာပိုင်းလေးမှာကျွန်တော်တို့မပေါက်လိုက်လို့မရလိုက်လို့အဆင်မပြေတဲ့ကိုကိုမားလေးအားလုံးပဲအခုဒီလိုက်ရိုးပြီးရဖိုင်ကြီးကိုကြည့်နေကြတယ်ဆိုလို့ရှိရင်ဒီညနေမှာ main organ လေးခွက်ကမိန်ပတ်ကြီးတစ်လုံးရပြီးတော့ကျွန်တော်ရဲ့အခွဲဝင်ကိုကိုမားလေးအားလုံးပဲကျွန်တော်နေကုန်းစာဘိုင်ပတ်ကြီးတစ်လုံးပေးထားတယ်လက်ဆောင်ပေါ့နော်လက်ဆောင်ပတ်ကြီးကိုပေးတဲ့နေရာမှာကိုကိုမားလေးနည်းနည်းလေးတော့ ငါတတိထားပြီးကစားတဲ့ ਨੇ ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ဆောင်ဖြစ်တဲ့အတွက်ကိုကိုမားရီကိုကျွန်တော်ရဲ့တရားရဂိုင်းလုံးစာတို့ပတ်သီးလို့နင်းကန်ပြီးထိုးဖို့ပေးတာမဟုတ်ပါဘူး။နော်လက်ဆောင်ဆိုတာကကိုကိုမားရီပတ်လို့ရအောင်ကျွန်တော်လည်းအကြိုက်ဆုံးပတ်သီးလေးကိုရွေးချယ်ပြီးထုတ်ပေးထားတာဖြစ်ပါတယ်။ဒါအဲ့အတွက်ကြောင့်ကိုကိုမားရီကနားလည်မှုတွေလွဲပြီးစွတ်ပြီးတော့လုံနေမှာဆိုလို့ကျွန်တော်သေချာလေးရှင်းပြပေးထားတာ။နေကုံသာဖြစ်တဲ့အတွက်ကိုလုံးစရာရှိတာကိုဆက်လုပ်မယ်။ဒီညနေမှာကျွန်တော်ဘိုင်းတင်ပေးထားတဲ့အနီးကဘိုင်းတင်ပေးထားတဲ့ပတ်သီးကို တ်ချင်တဲ့ Google ဘာတွေကလည်းပတ်လို့ရတယ်เนาะအားလုံးပဲကျွန်တော်သေချာလေးပြောပေးမယ်ကဲအဲ့တော့အားလုံးပဲ20ရက်6လ2020နဲ့5เนาะတောက်ကြနေညနေ4နာရီခွဲစီအတွက်အကောင်းဆုံးဘိုင်းပတ်တီเนาะဘိုင်းပတ်တီတစ်လုံးနဲ့ပဲရွေးချယ်ပြီးထုတ်ပေးမယ်အကြိုက်တွင်လိုက်ပြီးတော့ပတ်မယ်လိုက်ပြီးတော့ခစားမယ်နော်အလားကတော့ကျွန်တော်ဒီညနေမှာခွန်ပိုင်းခွန်ပတ်သီးဖြစ်ပါတယ်။နော်ခွန်ပိုင်းခွန်ပတ်သီးဖြစ်ပါတယ်။ အချိုက်တူရင်လိုက်ကစားမယ်ခွန်ပိုင်ခွန်ပတ်သီးပါနော်ခွန်ပိုင်ခွန်ပတ်သီးပါနော်ခွန်ပိုင်ခွန်ပတ်သီးအထဲထဲမှာမှကျွန်တော်တို့ပြန်ကနန်းလေးတွေထပ်ပြီးတော့ထုတ်ပေးမယ်နော်အဲ့တော့ပြန်ကနန်းလေးတွေထပ်ပြီးထုတ်ပြီးတဲ့နေရာမှာကျွန်တော်တို့နော်ဗာလေးတွေလဲဆိုတော့ကိုနည်းနည်းလေးတော့စိတ်ဝင်စားဖို့တော့ကောင်းပါတယ်နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ခွန်နဲ့ပတ်သက်လို့ရှိရင်85ရှိမယ်เนาะခွန်နဲ့ပတ်သက်လို့ရှိရင်85ရှိမယ်86ရှိပါမယ် နော်85ရဲ့နော်အဓိက main လေးခွက်ကိုကျွန်တော်စပြီးတော့ပြောပါပြီပတ်သီးပတ်ခြင်းနဲ့ဒီညနေမှာပတ်သီးတလုံးလေးကိုပဲပတ်မယ်ဆိုတဲ့ကိုကုံမကြီးကကျွန်တော်ပတ်သီးအနေနဲ့ခွန်ပတ်သီးကိုရွေးချယ်ပြီးထုတ်ပေးထားပါတယ်နော်ကြည့်အဓိက အပီးပေါက် main လေးခွက်နော်ခွန်လေး เนาะအဓိက main တင်ပြီးတော့ကစားတင်နဲ့မယော၄ခွက်ပေါ့နော်အလား၄ကတော့ကျွန်တော်တို့ခွန်နဲ့ဆိုလို့ရှိရင်ခွန်၄ခွန်၅ဖြစ်ပါတယ်ချောင်းနဲ့ဆိုလို့ရှိရင်60 65ဒီညနေမှာဒီ၄ခွက်ပဲကစားမယ်เนาะခွန်၄ခွန်၅ခွန်၄ခွန်၅နှစ်ခွက်ရေ60 64ဆိုတဲ့နှစ်ခွက်ရေဒီနှစ်ခွက်ဒီ main ၄ခွက်ကိုပဲအဓိကထားပြီးကစားမယ်ဒီညနေမှာထိုးရင်းနေပြီးတော့အမြန်မြောင်းအောင်အကောင်းဆုံး စ조사ပေးထားတယ်။ဘာကြောင့်လဲဆိုရင်ကနန်းကထုတ်ရတာနည်းနည်းလေးခက်တယ်။အဲအတွက်ကြောင့်ကျွန်တော်တို့မပြင်းမနေထုတ်သင့်တဲ့ကနန်းစီဒီ၄ခွက်ပဲရှိတယ်။အဲတော့ကိုကိုမားတွေကိုထပ်ပြီးတော့ကျွန်တော်ပြန်ကနန်း၂ခွက်ထပ်ပေးထားခဲ့မှာ။နော်ဒါကတော့ရံမီကစားပြန်ကနန်းပြန်ကနန်း၂ခွက်ပေါ့နော်။ပြန်ကနန်း၂ခွက်ပေးထားခဲ့မယ်။အဲ့လားလေးကိုကိုကိုမားတွေကစားပါ။အဲ့လားကတော့ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒေချာလေးပြန်ပြီးတော့အစားကနေစုံပြန်ခေါ်ပေးမယ်။နော်။ 20ရက်6လ2020နဲ့ငါတောက်ကြနေညနေ4နာရီခွဲစီအတွက်ပတ်သီးတစ်လုံးစီခွန်ပိုင်ခွန်ပတ်သီးဖြစ်ပါတယ်။ဒီခွန်ပိုင်ခွန်ပတ်သီးကိုပတ်ချင်တဲ့ကိုကိုမားတွေအကုန်လုံးပဲပတ်လို့ရတယ်။ကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းပတ်မယ်ဆိုရင်ပတ်လို့ရတယ်။တကယ်လို့ကိုကခွန်ကိုပတ်မယ်ဆိုရင်ဒီညနေအတွက်နော်နေကုံစာပတ်သီးကိုဖြုတ်ခွန်ကိုပတ်ဒါမှမဟုတ်ရင်နေကုံစာပတ်သီးကတော့နေကုံစာသူပါသူပေးမှဖြစ်တဲ့အတွက်ကျွန်တော်ကတော့မဖြုတ်စေချင်ဘူးနော်။တော့ ဒါကိုကကျွန်တော်နဲ့အကြိုက်တူတယ်ခွန်ကိုခွန်ကိုကြိုက်တယ်ဆိုတော့ကိုကိုမာရီကဖြုတ်ဖြုတ်ပြီးပတ်နော်ကဲပြီးရင်ကျွန်တော်တို့ main on လေးခွက်ပြန်ပြောမယ်နော်အလားကတော့ကျွန်တော်တို့ခွန်လေးရယ်ခွန်ငါးရယ်60ရယ်6လေးရယ်ဖြစ်ပါတယ်ခွန်လေးရယ်ခွန်ငါးရယ်60ရယ်6လေးရယ်ဖြစ်ပါတယ်ဒီ main on လေးခွက်ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ပြန်ကန်နှစ်ခွက် ပြန်ကန်းနှစ်ခွက်ပေးထားခဲ့မယ်အဲ့လားကတော့ကျွန်တော်တို့83ဆိုတဲ့ပြန်ကန်းတစ်ခွက်ကပြီးရင်ကျွန်တော်တို့80ဆိုတဲ့ပြန်ကန်းတစ်ခွက်ကအနီးနှစ်ခွက်ကိုထည့်ပြီးတော့ကစားပါမဖြစ်မနေထည့်ခဲ့ကနော်80ရဲ့83ရဲ့ဆိုတဲ့ကန်းနှစ်ခွက်ကိုမဖြစ်မနေထည့်ကစားပါနော်အားလုံးပဲဒီညနေမှာပေါ့မယ်လို့ယုံကြည်တယ် အဲ့တော့အားလုံးပဲလိုက်ရိုးပြီးလေးဖြစ်တဲ့အတွက်ကျွန်တော်ထွေလီကားလေးစားကားလေးတော့မပြောဘူးအဖွဲဝင်ကိုကိုမာရီကိုလုံးဆရာရှိတာကျွန်တော်ရဲ့လက်ဆောင်ပတ်စီပေးထားတယ်မနက်ပိုင်းမှ900ပတ်ညနေပိုင်းမှ1000ဘူးပတ်ပြီးတော့ကစားလို့ရပါတယ်ဒါလေးကိုတော့သေချာလေးမှာခဲ့မယ်နော်မနက်ပိုင်းမှ900ဘူးပတ်ညနေပိုင်းမှ1000ဘူးလောက်ပတ်ပြီးတော့ကစားပါရှေးလာမယ့်အပတ်3ရက်စာမွေးစာရိုးပတ်စီတရားရာခိုင်နှုန်းကြမှာပဲထီထီမိမိလေးနဲ့အမျက်ယူမယ် เนาะအဲ့တော့တောက်ကြနေလက်ဆောင်ကဏ္ဍလေးကိုတော့ကိုပေါ့ကိုနည်းနည်းလေးစဉ်းစားချင်းငိမ့်ပြီးတော့ခစားပါဒါလေးပဲပြောချင်တယ်เนาะကဲအဲ့တော့အားလုံးပဲကျွန်တော်တို့ဒီညနေမှာဒီ main or ကဏ္ဍလေး6ကွက်ပေါ့เนาะအဓိက main 4ကွက်ပြန်ကဏ္ဍ2ကွက်6ကွက်ဒီ6ကွက်နဲ့ဘိုင်းပတ်စည်းပတ်မယ်ဆိုတော့ကိုကုံမာကြီးခွန်ပိုင်းခွန်ပတ်စည်းပတ်လို့ရပါတယ်เนาะအားလုံးပဲ ျွန်တော်ရဲ့အခုဒီ live show preview file လေးကိုကြည့်နေကြတဲ့ကိုကိုမားရဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုရင်မခြင်းနဲ့ပြည့်စုံကြပါစေ။စိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ဝါတွေပြည့်စုံကြပါစေလို့ကျွန်တော်ဟိုဘကျော်ဒူရီ YouTube channel လေးကနေပြီးတော့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေခင်းလေးပါ။ပေါ့မယ်နော်။ဒီညနေမှာကျွန်တော်ကိုယုံကြည်တဲ့အမျိုးတွေအားလုံးပဲပေါ့မယ်။ Okay. Bye bye bye.